ျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရောကျွန်တော်တို့ရဲ့ဘဝထဲမှာပါအပြင်းပန်းကြည့်ရင်အရာရာပြည့်စုံလုံလောက်ပုံရပါမယ်အတွင်းစိတ်မှာတော့တခုခုလိုအပ်နေတယ်လို့အငြင်းတိုင်းအထီးကျန်နေတယ်လို့ခံစားနေရတဲ့လူတွေကို တွေ့ဘူးကြုံဘူးကြမှာပါဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာကတော့အဲ့ဒီလိုမမြင်နိုင်တဲ့စိတ်ပိုင်းဆိုင်ရာလစ်ဟာမှုတွေရဲ့အရင်ခံအကြောင်းတရားတစ်ခုအကြောင်းဖြစ်ပါတယ်စေပညာရှင်လင်းစီစီကစ်ဆန်ရဲ့ Adult Children of Emotionally Immature Parents ဆိုတဲ့စာအုပ်ကိုအခြေခံပြီးရင်းကျက်မှုမရှိတဲ့မိဘတွေရဲ့အရေးအောက်မှာကြီးပြင်းလာခဲ့ရတဲ့အရွယ်ရောက်ပြီးသားသမီးတွေရဲ့ဘဝအခြေအနေကိုလေးနက်စွာတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့နားလည်ထားရမှာကစိတ်ပိုင်းဆိုင်ရာရင်းကျက်မှုမရှိတဲ့မိဘဆိုတာသားသမီးကိုမချစ်တဲ့မိဘလို့ဆိုလိုတာမဟုတ်ပါဘူး။သူတို့ဟာသားသမီးရဲ့စာဝတ်နေရေးပညာရေးအတွက်အစွမ်းကုန်စူးစမ်းပေးခဲ့ကြသူတွေဖြစ်နိုင်ပါတယ်။ ဒါပေမဲ့သူတို့ကိုယ်တိုင်မှာစိတ်ခံစားချက်တွေကိုမှန်မှန်ကန်ကန်စီမံခန့်ခွဲနိုင်စွမ်းနဲ့သူတစ်ပါးရဲ့ခံစားချက်ကိုနားလည်ပေးနိုင်စွမ်းအားနည်းနေတတ်ကြပါတယ်။ဇာယတုကဒီလိုမိဘတွေကိုအကြီးကအားဖြင့်အမျိုးအစား၄မျိုးခွဲခြားပြထားပါတယ်။ပထမအမျိုးအစားကတော့စိတ်ခံစားချက်အတက်အကျမြန်တဲ့မိဘ the emotional parent ပါသူတို့ရဲ့စိတ်ဟာမတည်ငြိမ်ပဲအရာရာဟာသူတို့ကိုဘာဟာပြုတ်နေရမယ်လို့ယူဆတတ်ကြတယ်။သူတို့ပျော်နေခြင်းမှာတအိမ်လုံးလိုက်လံပျော်ရွှင်ရပြီ သူတို့စိတ်တော်နေရင်တော့အိမ်သားအားလုံးဟာအသက်ကိုပင်ဖော့ရှူပြီးနေထိုင်ရတတ်ပါတယ်။ဒုတိယမျိုးစားကတော့အောင်မြင်မှုကိုအရန်တွန်းအားပေးတဲ့မိဘ the driven parent ဖြစ်ပါတယ်။သူတို့ဟာတာသမီရဲ့အောင်မြင်မှုကိုပဲအမြဲတမ်းမျှော်လင့်တောင်းတနေတတ်တယ်။စာမျိုးပုဒ်မှာအမတ်ကောင်းဖို့အလုံးမှထိတ်ဆုံးရောက်ဖို့အတွက်အမြဲတမ်းတွန်းအားပေးနေပေမဲ့အဲ့ဒီအောင်မြင်မှုကိုရဲ့နောက်ကွယ်ကတာသမီရဲ့တကယ်စိတ်ခံစားချက်ကိုတော့မြင်အောင်မကြည့်တတ်ကြပါဘူး။တတိယမျိုးစားက ဘာမှဝင်မပါဝင်မပြောကတ်တဲ့အမိပါပါဒီမျိုးစားကတော့ပတိကမကိုရှောင်ရွှဲလို့စိတ်ပြင်းပြတဲ့အတွက်ကိုရဲ့အင်ဖုံထက်ကတားသမီးအပေါ်မတရားဆက်ဆံနေတာကိုတောင်မတိကျင်ရောင်ဆောင်ပြီးမျက်ကွယ်ပြူထားတတ်ကြပါတယ်နောက်ဆုံးတစ်မျိုးကတော့ပယ်ချတတ်တဲ့မိပါ the rejecting parent ဖြစ်ပါတယ်သူတို့ဟာတားသမီးရဲ့စိတ်ပိုင်းဆိုင်ရာနီးကမှုကိုပွန့်ပွန့်လင်းလင်းငင်းပယ်တတ်ကြတယ်ကလေးကချွဲနှွဲဖို့စူးစမ်းတဲ့အခါတွန်းထုတ်တာအောင်ငေါက်တာမျိုးတွေလိုတတ်ကြတယ် ကဲဒီလိုမိဘအမျိုးအစားတွေရဲ့အရေးအောက်မှာကြီးပြင်းလာရတဲ့အခါအရွယ်ရောက်ပြီးသားသမီးတွေပေါ်ဘလို့တက်ရောက်မှုတွေရှိလာနိုင်မလဲအဓိကအကျုံးခံစားချက်ကတော့စိတ်ပိုင်းဆိုင်ရာအထီးကျန်ခြင်းဆိုတဲ့ emotional loneliness ပါပဲလူတွေများကြီးတဲ့အလဲမှာရှိနေပေမဲ့ဘယ်သူမှစိတ်ချင်းဆက်တွေ့လို့မရတဲ့ခံစားချက်မျိုးပါဒီတိုင်ရာတွေကိုမတိစိတ်ကနေဆိုင်ရာဟုစ조사ရမှာလူတွေဟာပုံစံနှမျိုးကွဲထွက်သွားတတ်ပါတယ်။တစ်မျိုးကအသွေးမျိုးတိတ်တူတွေပါ သူတို့ဟာအရာရာကိုငါအမားငါညံ့လို့လို့ကိုကိုကိုပဲအပြစ်တင်တတ်ကြတယ်အရွယ်ရောက်လာတဲ့အခါမှာလဲကိုရဲ့လိုအပ်ချက်ကိုဘေးဖဲ့ကြီးသူတပားကိုပျော်ရွှင်အောင်အမြဲတမ်းဖြည့်ဆည်းပေးနေတဲ့ people pleaser တွေဖြစ်လာတတ်ပါတယ်နောက်တစ်မျိုးကတော့အပြင်ပန်းထပ်ပေါက်ရှာသူတွေပါသူတို့ကတော့ပြဿနာကိုကိုစီမမရှာပဲသူတပားအပေါ်ကိုပဲပုံချတတ်ကြတယ်စိတ်မြန်လက်မြန်ရှိပြီးဒေါသထွက်လွဲက ငယ်ဘဝရဲ့နာကျင်မှုတွေကိုမေ့ကြရှည်ဖို့အတွက်အပြင်ပန်းကအပြောအပါတွေနဲ့ထပ်ပေါက်ရှာတတ်ကြပါတယ်။ကဲဒီအကြောင်းအရာတွေကိုနားဟောင်းပြီးတဲ့အခါမျောလင့်ချက်မဲ့သလိုခံစားသွားနိုင်ပါတယ်။ဒါပေမဲ့ဒီစာအုပ်ကပြဿနာကိုထောက်ပြယုံတတ်တယ်မဟုတ်ပဲရှေ့ဆက်ရမယ့်အနာကျင့်တဲ့လမ်းကိုပါညွှန်ကြားပေးထားပါတယ်။ပထမဆုံးခြေလမ်းကတော့လေးလာသူအတန်းအချစ်ရှုမြင်တတ်ဖို့ပါ။တင်းရဲ့မိဘနဲ့ဆက်ဆံတဲ့အခါစိတ်ခံစားချက်အရာနှစ်မျိုးမသွားပဲ သူဟာစိတ်ပိုင်းဆိုင်ရာရင်ကျက်မှုမရှိတဲ့အတွက်ဒီလိုပြုမှုနေတာဆိုပြီးတည်တည်ငြိမ်ငြိမ်နဲ့အကဲခတ်တတ်ဖို့လေ့ကျင့်ရမှာဖြစ်ပါတယ်။ဒုတိယအဆင့်ကတော့စိတ်ပိုင်းဆိုင်ရာခွဲခါမှုဖြစ်ပါတယ်။ဒါဟာမိဘကိုစွန့်ပစ်ခိုင်းတာမဟုတ်ပါဘူး။သူတို့ရဲ့စိတ်ခံစားချက်အတက်အကျအတိုင်းအတူတင်မာတာဝန်ရှိတယ်ဆိုရဲ့အတွေးကိုစွန့်လွတ်ခိုင်းတာဖြစ်ပါတယ်။သူတို့ရဲ့ပျော်ရွှင်မှုဝမ်းနည်းမှုတွေဟာသူတို့ရဲ့တာဝန်သာဖြစ်ပြီးသင်ကဝင်ရောက်ဖြူရှင်းပေးရမယ့်သူမဟုတ်ဆိုတာကိုလက်ခံလိုက်ခြင်းဖြစ်ပါတယ်။ ။နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ကိုကိုကိုပြန်လဲပြုစုပြောထောင်ခြင်းပါလေ။ငယ်ဘဝမှာသင်မရခဲ့တဲ့စိတ်ပိုင်းဆိုင်ရာနှွေးနှွေးမှုအတိအမှန်မှုအားပြမှုတွေကိုသင်ကိုယ်တိုင်ကကိုကိုကိုပြန်လဲပေးရဖို့ပါ။ကိုယ့်ရဲ့ခံစားချက်တွေကိုအတိအမှတ်ပူပါ။ကိုယ့်ရဲ့အောင်မြင်မှုသေးသေးလေးတွေကိုဂုဏ်ယူပါ။ကိုယ့်ရဲ့အမားတွေကိုခွင်းလွတ်တက်ဖို့ကြိုးစားပါ။နေကုန်ချုံနေနဲ့ကျွန်တော်တင်ပြချင်တာကတော့ဒီအကြောင်းအရာကမိဘတွေကိုလက်ညှိုးထိုးအပြစ်တင်ဖို့မဟုတ်ပါဘူး ကိုယ့်ရဲ့ဘဝမှာကြုံတွေ့နေတဲ့စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေရဲ့ဇာမိကိုနားလည်ပြီးအဲ့ဒီတန်တရားကနေရုံထနိုင်ဖို့ကိုယ့်ရဲ့အတိတ်ကိုနားလည်ခြင်းအားဖြင့်ပစ္စုပန်ကိုပြန်လည်တည်ဆောက်ပြီးကိုယ်တိုင်လည်းနောင်မျိုးဆက်အပေါ်မှာဒီလိုစိတ်ပိုင်းဆိုင်ရာတန်ရာတွေကိုလက်စင်မကံမီတော့တဲ့ရင့်ကျက်တဲ့လူတယောက်အဖြစ်ရည်တည်နိုင်ဖို့အတွက်ရည်ရွယ်ပါတယ်ခင်ဗျာအချင်းပေးပြီးနားထောင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်